လူကြီးတွေကနေလူငယ်တွေကိုရိုင်းတယ်လို့ပြောရင်ဘာသူမှတောင်းမရှိလဲဆိုတော့လူကြီးတွေမှာပဲတောင်းအောင်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့မတင်ပေးလို့ဟိုဆရာတို့က64နဲ့ဆိုတော့ဆရာတို့ငယ်ရင်တော့အဖေကလည်းတင်တယ်အမေကလည်းတင်တယ်ဆရာမကလည်းတင်တယ်အဖွားကလည်းပုံပြောပြတယ်အကုန်တင်တယ်ပေါ့နော်။ဘုန်းကြီးကြောင့်လည်းသွားရတယ်။အဲ့လိုတင်ရတဲ့ခါကျတော့အတင်ခံရတော့ရည်ချင်းမှုတင်ခံတာတွေရတယ်။အခုကျတော့ကျူရှင်ရဲ့ guide ရဲ့အကြောင်းရဲ့ပတ်ချလဲကစားဖို့တော့အချိန်များဖြစ်ကြတော့မိဘတွေကတင်မပေးဘူး။အခုအသက်20 30ရှိတဲ့မိဘကိုဘုရပ္ပတာအကြောင်းသွားပေးမသိဘူး။အဲ့လိုတာသမီးကမိဘကမွေးလာတော့တာသမီးတွေကရိုင်းရော။ အခုအခုကြားလိုက်ပါလေစက်ခွန်ဆက်ရှင်နဲ့မှုခင်းနေကျူးလွန်နေတယ်ဘာလို့ဖြစ်လာပြီဆိုတော့အဲ့ဒါကအဓိကသင်ပေးမှုတို့တာ generation ပြောင်းခြင်းရှိသမျှကလေးအလုံးသင်ရမယ်ဘလောက်လောက်များမထင်လဲဆိုတော့เจ้าနေရွယ်ကလေးပေါ်မှာယူမှာ6တန်းကျော်ရှိတယ်အခုဒီမှာအဖွဲ့စည်းတွေကဝိုင်းလို့တော့မှာကလေးတစ်တန်းလောက်သင်ဖို့မနှဲလို့ပါတယ်အများကြီးလွတ်နေအဲ့ဒါကိုဝိုင်းလို့ပြေးကြပါတော့เนาะဒါဆရာတွေလည်းလိုတယ်မိဘတွေလည်းလိုတယ်ဘာလို့မဆိုတော့เนาะပုံပုံနေတန်ကားတွေလည်းလိုတယ်ပေါ့အဲတခြားဘာသာဆိုလည်းတခြားဘာသာကြီးခေါင်းဆောင်တွေလိုတယ်ပေါ့အားလုံးကဝိုင်းပြီးတော့ဒီလူငယ်ပြည့်ပြည့်ကိုအာယုံစိုက်ပေးကြပါလို့ပြောချင်တယ် ျွန်တော်နာမည်ကဦးလာမျိုးလို့ခေါ်ပါတယ်ကျွန်တော်ကတော့ဓမ္မအောင်ကြီးဓမ္မဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်ပါတယ်အဓိကတော့ဓမ္မအောင်ကြီးဓမ္မနာဖောင်ဒေးရှင်းကတော့ပုံမှန်အဖြစ်တရားပြန်ပွဲကြီးတွေလုပ်တာပါအဲပရိဒါလုပ်လဲအနေချင်းလုပ်တယ်ပရိဒါလုပ်မှာတော့သစ်ပင်စိုက်တာသွေးတူတာအမျက်ကြည်လောက်ဒုဏ္ဏမှုလေးလုပ်ပါတယ်ဓမ္မအောင်ကြီးကိုထောင်တာဆိုလို့ရှိရင်တော့22ရက်ပြည့်ပေါ့နော်ဟုတ်ကဲ့ပြည့်ပြီပထမဆုံးတော့တော့ဒီတရားပြန်ပွဲကြီးလုပ်ငန်းကိုလုပ်ချင်တဲ့ခါကျတော့ဟိုအိမ်ဒီမှာနေမှာလုပ်ခဲ့တာ ။ဒါလောဆယ်ဒီယုံကမရသေးဘူးဒီယုံကဒါ2006ခုနှစ်ကျင်မှာရတာပေါ့နော်။အခုဆိုရင်ဒါဒီမှာပဲ16နှစ်ရှိသွားပြီပေါ့။အားလုံးပေါင်းတမောင်းကြီးထွန်တာ20နှစ်ရှိပါပြီ။အဓိကရည်ရွယ်ချက်ကတော့တရားတော်များပြန်ပွားရေးအဲဒါကိုပဲဥတီဗီလုပ်တာပါ။ပထမဆုံးလုပ်တော့ကတော့တမောင်းကြီးလုပ်ငန်းခွဲလို့ခေါ်တဲ့စာကြည့်တဲ့လေးတွေထူတော့တာ။စာကြည့်တဲ့နေရာမှာအရင်တော့ကက်ဆက်ခွေ200သုံးဝထည့်ပေးတယ်။တရားစောက်တွေအများကြီးထည့်ပေးလို့ရှိရင်ရက်ွက်တွေဓမ္မအောင်လေးတွေမှာဖွင့်တာပေါ့။အစားစားကြီးတဲ့တင်းနဲ့တုံးလေးနဲ့တက်လာတာပေါ့နော်အဲ့တော့အဲ့ဒီတော့ကက်ဆက်ခွေခွေဆိုတော့ကက်ဆက်ခွေငားပြီးတော့နာကြတာပေါ့နော်အဲ့တော့အဲ့ဒီဟာကဘာဘာကိုရည်ရွယ်တာလဲဆိုတော့ ရက်ွက်တဲမှာလည်းလွယ်လွယ်ကူကူတရားနာလို့ရမကြေးရွာမှာလွယ်လွယ်ကူတရားနာလို့ရမယ်အဲ့ဒီပြင်ကိုစာကြီးတိုက်ဆက်ပြီးတော့ထူထောင်မယ်ဆိုရင်ဒီစာကြီးတိုက်ကိုအခြေခံပြီးတော့ထူထောင်ပေးတာပေါ့ဆရာတို့စကားစားတော့ကတော့အကုန်လုံးခမဲ့လို့ပြရအဲနောက်ပိုင်းကျတော့အဲစာကြီးတိုက်တွေများလာတယ်ဆိုတော့မတ်တီကွေလေးတောင်းတာပေါ့သူတို့ဘက်ကမတ်တီကွေလေးကိုယ့်ဘက်ကစိုက်ပြီးတော့စာကြီးတိုက်ထူထောင်တယ်ပေါ့အဟောဆရာပါဟိုတကူအခက်ခဲကြီးတော့ကြော်ရတယ်သို့တော့အောင်မြင်မှုကဒီအခု22နှစ်အတွင်းမှာစာကြီးတိုက်ပေါင်း900လောက်တောင်းလာတယ်တကယ်လို့နှံ့အများကြီးရောက်ပါတယ်ပေါ့အဲ့တော့စာကြီးတိုက်မရှိတဲ့ဒေသတွေမှာဒီစာကြီးတိုက်တွေနဲ့အဆပြော အဲတရားကိုလေတရားဆောင်လေးတွေနာပြီးတော့တရားကိုလေးလာပေါ့ပြီးတော့မှစာရေးချက်ကိုတိုးချက်လို့ရှိရင်စာရေးချက်လုပ်ငန်းတစ်ခုဖြစ်သွားတာပေါ့အဓိကတော့စာရေးချက် base ပါစာရေးချက်ကိုအခြေခံပြီးလုပ်ခဲ့တယ်ဒါနံပါတ်1လုပ်ငန်းစဉ်ပေါ့နော်စာရေးချက်လုပ်ငန်းဖြစ်ပါတယ်နံပါတ်2ကအခုလိုဒီဆိုင်ကြီးဖွင့်လာပြီးတော့တရားကိုတရားဆောင်တွေဖြန့်ချီလုပ်တာဘယ်နေရမှာမှာမှာအရောက်ပို့ပေးတယ် online နဲ့လည်းပို့တယ်ဟိုဘက်ကနေဆိုလည်းကကိတွေပို့တယ်ဘယ်နေရတရားဆောင်တရားဝင်မှာရင်ရအောင်လုပ်ပေးတာဈေးနှုန်းသက်သာမယ်ဒီမှာမှတ်မှတ်ကန်ကန်ရရမယ်ပေါ့အဲ့ပုံမျိုးလုပ်တာပေါ့တရားအကွေတွေတရားစစ်တွေကတ်တွေဆိုလည်း အဲ့ခေတ်ကိုပြောင်းသွားပြီပေါ့နော်ဒါကပြန်ပွားရေးလုပ်တယ်နောက်တစ်ခုကတင်တန်းလေးတွေပေးသေးတယ်တင်တန်းကဘယ်လိုဆိုတော့ကလေးတွေနဲ့ပတ်သက်ရင်းနှီးမှာတင်တန်းလေးတွေပေးတယ်ကလေးတွေကိုတင်ဖို့တက်ကိုနီးပြမွေးထုတ်တယ်နောက်တစ်ခါတန်ဃာတော်နဲ့ပတ်သက်တဲ့တာနာပြုဆောင်ရင်းပြတင်တန်းလေးပေးတယ်သီလရှင်ဆိုင်ရာတာနာပြုဆောင်ရင်းတွေပေးတယ်နောက်တစ်ခါလူငယ်ဖွံ့ဖြိုးရေးပေါ့လူငယ်ဆောင်ရင်းမြင့်တင်တန်းတို့လူငယ်ပြဖို့တင်တန်းတွေပေးတယ်တင်တန်းကိုတော်တော်များများပေးတာဒီပြတင်တန်းတစ်ခုတည်းနေမယ်အခုဆိုဘယ်လောက်ပေးပြီလဲဆို300လောက်ပေးပြီဒီပြတင်တန်းမို့300လောက်ပေးပြီပေါ့နော်အဲ့တော့အဲ့ဒါပြီးတော့အခုပရိုက်တာလုပ်ငန်းလေးတွေစတယ်ပရိုက်တာလုပ်ငန်းမှာမလုပ်ရဲဆိုတော့ နံပါတ်1ကတော့ဟိုနမျက်ကြည်လွားလှူတဲ့လုပ်ကိုလုပ်တယ်သွေးလှူတယ်သွေးဆိုရင်လည်းလေးလတကြိမ်မှမှလုပ်နေတာသွေးလှူဝယ်ပေါင်းအချိန်90လောက်ဖြစ်သွားပြီပြီးရင်အေးပေါ်သွေးတောင်းလဲပေးတယ်ဒီတိုင်းထိုင်ပေးတယ်ပေါ့နော်သွေးလှူပိုင်းလည်းချိန်ထားတယ်ဒီမှာနီးတာပေါ့သွေးလှူပိုင်းချိန်ထားပြီးတော့လှူရင်လည်းသွေးလှူပိုင်းချက်ချင်းပေးပြီးရင်ပြန်ဖြည့်ပေးတဲ့လုပ်ငန်းမျိုးတွေလုပ်တယ်ပေါ့နော်အဲဒီပရိုက်တာလုပ်ငန်းလုပ်ပါတယ်တစ်ပင်လည်းစိုက်တယ်အဲပြီးတော့မှအခုဒီဒီကာလမှာဆရာတို့ကမျက်စိခွဲတဲ့လုပ်ငန်းကဘယ်လိုလုပ်ဖြစ်လဲဆိုတော့တာဂက်တာမှာအောင်ဆက်ကြဆရာတို့ရှိတယ်သူရဲ့မျက်စိစေးကိုကုညင်းနဲ့မျက်စိခွဲတဲ့လုပ်ငန်းကိုဝယ်သွားရောအဲဒါပေမဲ့ခုနက အခုလိုပဲမီဒီယာတွေရဲ့ခြေဆုနဲ့ဓမ္မအောင်ကြီးကမျက်စိခမဲ့ခွဲတဲ့ post တစ်ခုကပေါက်သွားတယ်။တနိုင်ငံလုံးကနေကိုရှစ်လပိုင်းကစပြီးအခုချိန်ထိဒေတိုင်းတယ်လီဖုန်းမပြတ်လာဘူး။ဟောဒါဆိုတနိုင်ငံလုံးမှာမျက်စိဝေနာရှင်အမြောက်များရှိတာတိတော့ဆရာကဘာလို့လဲဆိုတော့ကွန်ရက်ချိန်တာပေါ့။အခုလက်ရှိချိန်တွေမှာအဲပရိုက်တာခွဲပေးတဲ့မျက်စိစေုံဘယ်နေုံလောက်ရှိတယ်ဆင်းရဲကောက်တော့တနိုင်ငံလုံးမှာ16ခုလောက်ရှိတယ်။အဲကျန်တဲ့နေရာတွေမှာလည်းမျက်စိစေုံမရှိရင်ဆေးရုံကြီးနဲ့ကြည့်ပြီးခွဲလို့ရအောင်ကိုယ်စလဲတွေထားရတယ်။ဥပမာတော့မော်လင်းကျမှာကိုယ်စလဲတစ်ယောက်ရှိတယ်။ မလို့ပြန်အဆေးဥကြီးကိုသွားညသူစီစင်းပေးလာအဲ့မှာခွဲပေးအဲ့လိုလို့ကကြတော့အခုအခု30လောက်ရှိတယ်ဆရာရဲ့90လေးတွေပေါ့နော်အားလုံးပေါင်းလိုက်တော့တော့အဲ့30ဆိုတော့ဘယ်မျိုးကပြောပြောမျိုးလုံးခွဲလို့ရပါတယ်အရန်ကလည်းခွဲလို့ရတယ်မကွေးပါလည်းခွဲလို့ရတယ်ညောင်ဦးမှာခွဲလို့ရတယ်တောင်ကြီးမှာခွဲလို့ရတယ်ရသွားတယ်အားဝစရာပေါ့နော်ဒါမီဒီယာကျေးဇူးပါမီဒီယာလုပ်တဲ့အချိန်မှာဆရာလည်းနေလို့မရတော့ဘဲနဲ့ကိုရဲချိတ်တယ်ကျွန်တော်တနေ့ကလုံးပြလို့ခွဲလို့ရပါတယ်မျက်စိဆိုတော်တော်များခွဲပေးနေပြီနော်မူလနှောင်းကအောင်ဆက်ကြမှာမျက်စိလုံတော့အလုံး900လောက်လုံတယ်အခုတော့1900ဖြစ်လာပြီပေါ့နော်ဖြည်းဖြည်းဖြည်းများလာပြီ အဲ့လိုပါနောက်ဆုံးတစ်ခုကြံသေးတယ်အဲ့ဒါပါလဲဆိုတော့ဒီပရိယတ်ဒီထောက်ပံ့ရေးပေါ့ဒီစာသားတွေရှိတယ်စာသားတွေပတ်သက်တဲ့ခုံတွေလူနာနာမျိုးတွေလုပ်တယ်နောက်ကဒီစာသားတွေမှာကိုယ်ရင်းလေးတွေရဖို့တဲ့ကိုနည်းမျိုးလေးတွေမှာကိုယ်ရင်းဖို့ပွဲတွေကျင်းပါတယ်အဲ့ဒါလေးတွေလုပ်ပါတယ်လို့ပဲအခုလောဆယ်မှာလူကြီးတွေကနေလူငယ်တွေကိုရိုင်းတယ်လို့ပြောရင်ဘာလို့မှတောင်းဝန်ရှိလဲဆိုတော့လူကြီးတွေမှာပဲတောင်းဝန်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့မတင်ပေးလို့ဟိုဆရာတို့က64နဲ့ဆိုတော့ဆရာတို့ငယ်ရင်တော့အဖေကလည်းတင်တယ်အမေကလည်းတင်တယ်ဆရာမလည်းတင်တယ်အဖွားကလည်းပုံပြောပြတယ်အကုန်တင်တယ်ပေါ့နော် အဖိုးကြီးကြောင့်လည်းသွားရတယ်အဲ့လိုသင်ရတဲ့ခါကျတော့အသင်ခံရတော့ရည်ချင်းမှုသင်ခံစာတွေရတယ်အခုကျတော့ကျူရှင်ရဲ့ guide ရဲ့အကြောင်းရဲ့ပတ်ချလဲကစားဖို့တော့အချိန်များဖြစ်ကြတော့မိဘတွေကသင်မပေးဘူးအခုအသက်20 30ရှိတဲ့မိဘကိုဘိုးရဘသာအကြောင်းသွားပေးမသိဘူးအဲ့လိုတာသမီးကမိဘကမွေးလာတော့တာသမီးတွေကရန်ရောအခုအခုကြားလိုက်မယ်လေဆက်ခွန်ဆက်ရှင်နဲ့မှုခင်းနေကျူးလွန်နေတယ်ဘာလို့ဖြစ်လာပြီဆိုတော့အဲ့ဒါကအဓိကသင်ပေးမှုလို့တာအဲ့တော့ဆရာတို့တမောင်ကြီးကဘာလို့ဆိုတော့ရည်ရွယ်မှုတန်တိုင်းတန်ရုံပြန်ပွားကြီးလုပ်တယ်။ဓမ္မအောင်တွေမှာတော့တောက်လျှောက်ပွင့်တယ်။အခုဆိုရင်တန်ရုံမှာအနည်းဆုံးမရှိဆိုရင်90ကျော်ရှိတယ်။ တပတ်တည့်ရဖွင့်နေတဲ့တန်းလေးပေါ့ပြီးရင်စာသင်ကျောင်းတွေဝင်တယ်ကိုဒီမှာအနည်းဆုံးဆိုဒီမှာလာတာတစ်တို့နှစ်တို့ဆရာတို့ကျောင်းကျင်ထဲမှာတနားရီလောက်ယူပြီးတော့ကျောင်းသားတွေဟောရတဲ့ပြီးတော့ဝင်သင်ပေးတယ်ပေါ့နော်အဲ့တော့ဒီအဓိကအကျဉ်းကဒီ campaign ပြောင်းချင်ရင် generation ပြောင်းချင်ရင်ရှိသမျှကလေးအလုံးသင်ရမယ်ဘလောက်လောက်များမယ်ထင်လဲဆိုတော့ကျောင်းနေရွယ်ကလေးပေါ်မှာယူမှာ၉သန်းကျော်ရှိတယ်အခုဒီမှာအဖွဲ့အစည်းတွေကဝိုင်းလို့ဆိုမှာကလေးတသန်းလောက်သင်ဖို့မနှဲလို့ပါတယ်အများကြီးလွတ်တယ်အဲ့ဒါကိုဝိုင်းလို့ပေးကြပါဘောနော်ဒါဆရာတွေလည်းလိုတယ်မိဘတွေလည်းလိုတယ်ဘာလို့မဆိုတော့နော် ပုံပုံနေတန်ဃာတော်ကြီးလက်လိုတယ်ပေါ့အဲတခြားဘာသာဆိုလည်းတခြားဘာသာကြီးခေါင်းဆောင်တွေလိုတယ်ပေါ့အားလုံးကဝိုင်းပြီးတော့ဒီလူငယ်ပြည်ပြည်ကိုအာယုံစိုက်ပေးကြပါလို့ပြောနေတယ်တချို့တချို့တွေ့ရလိမ့်မယ်အဲအလှူတန်းလုံးကြီးပါလို့လဲပုံပုံကြောင်းသွားလို့မယ်တက်ကြီးရွယ်သွားလို့မယ်လူကြီးသွားမယ်ဒီ generation အစ်စ်ကိုမေ့တယ်အဲသူတို့ကိုလုတ်ပေးရပါပညာရေးကောင်းအောင်အဲခုနကပြောတဲ့ဇာတိတာမြင့်တယ်အောင်ဒါလေးကိုလုတ်ပေးစေချင်ပါတယ်